အားလုံးပဲမင်္ဂလာပါမောင်ထွန်းသူလစ်ဘွန်းမှာတညာအပိုင်းကရှုခင်းနေရှိမှာဘာအတာစီအနောက်ရှက်မှမရှိတော့မြင်နေရတဲ့ရှုခင်းဟာပြက်ပြက်တင်နေရှိလာတယ်လူတချို့ကလေမြင်ရတယ်ယူနီဖောင်းဝတ်တွေတော့အဆောင်တော်မတွေ့ရဘူးဒေါ်ဝိုင်လာဟာမောင်ရင်ပြိုးစောက်မောင်ဟောင်းဝါလင်းရောင်တွေကိုဖြည်းဖြည်းချင်းနေဝင်နေဘူရာယုံပိုင်းကြီးရဲ့ပန်းချံကလေးတွေမှာပွင့်ဖူးနေကြတယ်နင်းစီပန်းတွေဒေလီယာပန်းတွေနဲ့နင်းပန်းတွေကလည်း လှလိုက်တာအလုံးပဲသူတို့လေဟိုရုံးကအတိုင်းပါပဲသူတို့ကိုဖြစ်စီမေးအများဆိုလို့သူတို့ပတ်ဝန်းကျင်မှာဘာတစ်ခုမှမရှိဘူးသူတို့ပွင့်ဖူးနေကြဘောဟာပြင်သစ်ကပန်းတွေပွင့်နေတယ်လို့ဝင်စကြက်မြက်ခင်းမြတ်မော်ကမြက်ပင်နေချာမှာရက်ပြီးအဆဆာနေကြတဲ့နမရီဟာလေဆွစ်ဇာလန်နိုင်ငံရဲ့စကြက်မြက်ခင်းမြတ်မော်ကနမရီနဲ့ဘာမှမချနာဘူးအညူရောင်အနဲ့ရောင်ဖြူအောင်နေပါသူတို့ကိုယ်ပေါ်မှာစကြက်တစိမ့်တွေလေးမရှိပါဘူး လေတဲတဲပေါ်မှာနာပြီးချိုးချိုးကြကြမြည်တံပေးနေတဲ့နှံ့ကြောင်းကောင်ကိုကျွန်တော်မြင်ရတယ်။ပြန်လာငတ်တွေကလည်းရာခင်းနေပေါ်ပဲမှာပြန်လိုက်ဝဲလိုက်နေဟိုရုံးကမုံစံတိုင်းပဲ။အမှန်တော့လူတွေကတော့ပြောင်းလဲနေကြတာပါ။တခြားယာတွေကတော့မပြောင်းလဲပါဘူး။အဖြစ်မှန်ကိုအဲ့ဒီညကမှကျွန်တော်သတိထားမိရပါ။သတိထားမိပြန်တော့လေဘာကြောင့်အဲ့ဒါလိုဖြစ်ရလဲဆိုတော့ကျွန်တော်နားလွင့်နေအောင်ဖြည့်ခဲ့ရတယ်။ယထာရဲတွေမှာလူတွေပြေးလာလိုက်ရော့သွားလိုက်နေဖြည့်ရုပ်ဖြစ်စဉ်တိုင်းဖြစ်နေတယ်။ ခုလိုချိန်တိုင်းမျိုးမှာယူနီဖောင်းဝဲဆိုလို့ရထားပေါ်မှာနည်းနည်းပါးပါးပဲတွေ့ရတယ်။အများစုကတော့အရက်သားတွေပါ။သူတို့ပြောနေကြစကားတွေကလေကျွန်တော်ပြင်သစ်တဲ့ဆွစ်ဇာလန်မှာကြားခဲ့ရတယ်။စကားမျိုးတွေကြီးပဲ။ရာသီဥတုကြောင့်တိနဲ့သိမ်းကြတဲ့ကြောင်းတနေ့တောင်ကျုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်တွေကြောင်းနေစစ်ကြီးဖြစ်လာမှာကြောက်တဲ့အကြောင်းတွေကြီးပဲ။သူတို့လက်စစ်ကိုကြောက်နေကြပါပဲ။ခြားနားမှုဆိုလို့တစ်ခုပဲရှိ။ဂျာမနီနိုင်ငံရဲ့အပြင်ဘက်မှာရှိရလူတွေကဒီစစ်ကို ချမ်းပြည်နိုင်ငံကလူလားနေရလို့သိထားကြတယ်။ဒီမှာကတော့တခြားနိုင်ငံတွေကချမ်းပြည်နိုင်ငံကိုစင်ပလိုက်တဲ့အောင်လုပ်နေကြတယ်လို့ပြောနေကြတယ်။ခြားနားမှုကတော့အဲ့ဒါပဲ။လူတိုင်းနေပါလာကတော့ငြင်းချမ်းရွေဒါကတော့စစ်တခုမှဖြစ်ပွားခင်လူတွေဟာဒီသဘောရမျိုးအမြဲတစေရှိနေကြတာပါ။မြေထားရက်သွားတယ်။ကျွန်တော်ကလူတွေကြားကတိုးဝေပြီးထွက်လာခဲ့တယ်။ဘူရာယုံကတော့အချိုးမပြောင်းပါဘူး။ကျွန်တော်နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့ ခြေအနေတိုင်းပဲဒါပေမဲ့တခုတော့ခြားနားသွားတယ်လို့ထင်တယ်တခြားမဟုတ်ပါဘူးပူရာယုံဟာအရင်ခါထက်ငယ်သွားပြီးအရင်ခါထက်ညစ်ပတ်သွားတယ်လို့ထင်တယ်ကျွန်တော်ဘန်ဟော့ပလက်စ်ပူရာယုံနဲ့ဝင်လာချိန်မှာကျွန်တော်စောစောကတွေ့ခဲ့သမျှတွေအားလုံးပျောက်ပြက်ကုန်နေအမောင်ရိတ်တွေကကြာလာနေပြီလေကလေးဆူဆွတ်ထိုင်မှိုင်းနေမိုးရပြီးစမှာတွေ့ရတဲ့ချီနေမျိုးပေါ့ ကျွန်တော်ဘေးဘက်ဝင်ခြင်းကိုမမြင်ရတော့ဘူးကျွန်တော်စိတ်တွေဟာလှုပ်ရှားနေတယ်အခုချိန်ကစပြီးကျွန်တော်ဟာ NSS ခွင့်နေရောက်တော့မယ်လို့စိတ်ထဲကထင်နေတယ်တစ်ချိန်တည်းမှာပဲကျွန်တော်မှာဘာအနေရဲ့မှ ဖြစ်မလာနိုင်တော့ပါဘူးဆိုပြီးခံစားမှုကလေဝင်လာနေကျွန်တော်ဖြစ်ကအကခွဲပေးထားတယ်မှန်ကြီးတစ်ချက်အောင်မှ ရောက်နေလူနဲ့တူပြီးအချိန်မီမှန်ချက်ကြီးကွဲပြီးတစားစီဖြစ်သွားမှာကို ကြောက်နေရတယ်အဖြစ်မျိုးပဲ ကျွန်တော်ဘူတာရဲပြောင်းဝင်ပြီးမွန်ဆာအပြင်လက်မတဆောင်ဝေးလိုက်တယ်။ကျွန်တော်အော့စနာဘရက်မှာနေလို့ဖြစ်မှာမထင်ဘူး။အင်းနေသိပ်များမယ်လို့ယူဆရတယ်။နောက်ဆုံးရထောင်ဘယ်ချင်းထွက်မလဲလို့ကျွန်တော်လက်မရောက်တဲ့လူကိုလှမ်းမိတယ်။ဝါဝင်းနေတယ်မိရအောင်မထိုင်နေရဲ့လက်မှန်ရောင်သမားကြီးထိတ်ပြောင်းကြီးဟာတလက်လက်တောက်ပြောင်းနေ9နာရီမိနစ်20မှာတစည်းထွက်မယ်နောက်တစည်းက17နာရီ12မိနစ်မှာထွက်မယ် ကျွန်တော်ပစ္စည်းလိုလျောက်ထွက်တဲ့စက်တလုံးစီကိုသွားရင်းမဆက်သေးပြီးပလက်ဖောင်းလက်မှတ်တစ်ဆောင်ဝေးလိုက်တယ်။ညထားမလာခင်ပြန်တော့တစ်ခုခုရှိလာလို့ကျွန်တော်လစ်ပြရမယ့်ခြေနေမျိုးနဲ့ကျုံးလာရင်လက်ထဲမှာစဉ်သရှိနေဖို့ပါ။ကျွန်တော်တို့လိုလူစားတွေပို့ကတော့ဘူရာယုံပလက်ဖောင်းတွေဟာအញ្ញံပြင်းဆုံးပုံစံနေရာတွေပဲ။ဒါပေမဲ့ရွေးစရာလမ်းတွေကတော့အများကြီးရှိရင်ထွက်ဆက်ပြုနေရထားဖို့ကခုတ်တဲ့လက်မစင်းတွေတော့ ယထာမာစီမိလိုပါလို့ရှင်းပြရှေ့ဘူးသားကြတော့ပြင်စင်ဒါလေနီးကောင်းတစ်ခုပဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကရင်းကြီးလာခဲ့တဲ့မိတ်ဆွေတယောက်စီဖုန်းဆက်မယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ဒီလူဟာလက်ရှိခေတ်ကိုမထောက်ခံတဲ့လူတယောက်ပဲဒယ်လီဖုန်းဆက်လိုက်လို့သူ့လက်တံကိုနားထောင်ရင်သူဟာကျွန်တော်ကိုကူညီနိုင်မဲ့ချင်းကြီးရှိမရှိခံမှန်းလို့ရနိုင်တယ် ျွန်တော်မိမစီတိုက်ရဖုန်ဆက်မှာတော့ကျွန်တော်ကြောက်တယ်။ဘာကြောင့်လဲဆိုတော့သူတစ်ယောက်ဖေးနေသည်တလားအဖော်ရှိနေပြီလားဆိုတော့ကျွန်တော်မသိသေးဘူး။ကျွန်တော်ဟာမှန်ကောင်တယ်လီဖုန်းယူနေမှာတယ်လီဖုန်းလမ်းညွှန်စာအုပ်ကိုရှေ့မှချပြီးရန်နေတယ်။ကျွန်တော်နှလုံးခုန်တဲ့ဟာတိတ်မြန်နေတယ်။ကျေလေတိတ်ကျေနေမယ်လို့ထင်နေ။စိတ်ထဲမှာကျွန်တော်နားတွေကပြန်ချားနေရတယ်လို့ထင်မိတယ်။ ဘေးကလူတွေများကြားတော့မှဖြစ်ဆိုရင်စိုးရင်စီတော့မှဝင်းနေမိရင်လမ်းတော်လမ်းလာတွေကကျွန်တော်ကိုမြင်ရင်မမိတော့မှဆိုလို့မျက်နှာကိုငုံထားရတယ်။ကျွန်တော်တယ်လီဖုန်းစာအုပ်ကိုလှန်လိုက်တယ်။ကျွန်တော်မိမရဲ့နာမည်ကိုတွေ့တယ်။တယ်လီဖုန်းနံပါတ်ကလေအရင်နံပါတ်ပဲ။ဒါပေမဲ့လိပ်စာကတော့ပြောင်းနေတယ်။အရင်က Rispula Plaza လို့ခေါ်ရနေရာကိုအခု Hisla Plaza လို့ပြောင်းထားတယ်။ ကျွန်တော်လိပ်စာကိုမြင်လိုက်တဲ့တခဏမှပဲဒယ်လီဖုန်းရုံးတွေကမီးရဟောင်းအဆောက်အုံတရာလောက်ပိုလင်းလာတယ်လို့ထင်လိုက်မိကျွန်တော်အပြင်ကိုလှမ်းကြည့်လိုက်တယ်အပြင်မှာတော့မှောင်မဲနေရပြီချစ်ချင်းမဲစိတ်ထဲမှာတမျိုးဖြစ်သွားတယ်ဘီပပလေးကအမောင်ထူကြားမှာအင်တန်လင်းနေဒယ်လီဖုန်းတွေရက်နေတာစိတ်မုံတော့ဘူးတအားကိုကြောက်လာတယ်ကျွန်တော်ဒယ်လီဖုန်းရုံးတွေကပြန်ထွက်ခဲ့တယ်မောင်တွဲဖြစ်နေတဲ့ဘူရာယုံကိုဖျက်လာခဲ့တယ် မိရထားတစီနစီစိုက်သွားခဲ့ပုံပေါ်ရင်ခီးတဲ့ရီလီကားကတက်နေကြတွေ့နေရတယ်။ SS ထောက်လန်ရဲ့ဖွဲ့ဝင်တယောက်ကလူကြောကခွဲထက်ပြီးကျွန်တော်ဘက်ကိုရှောက်လာနေတယ်။ကျွန်တော်မပြေးပါဘူး။သူတခြားလူတယောက်ကိုလိုက်ရှာလဲဖြစ်နေတာပဲ။ဒါပေမဲ့သူဟာကျွန်တော်ရှိတဲ့တဲမှာ လာရက်ပြီးမျက်နှာကိုစစ်စစ်ဆက်ကြည့်နေတယ်။ပြီးတော့ပြောတယ်။မီးတတို့လောက်တယ်။မီးတေးလို့ကျွန်တော်ကတန်ရောင်လိုက်ပြီးရေရွတ်လိုက်တယ်။ ပြီးတော့မှကပြကရဆက်ပြောလိုက်မိရှိပါတယ်မိကြည့်ရှိပါတယ်ကျွန်တော်အိတ်ကထဲနိုင်ပြီးမိကြည့်ကိုရှာတယ်ဘာကြောင့်မိကြည့်ရှားနေရလဲလို့ SS အဖွဲ့ဝင်ကအံ့အားသင့်မိလမ်းမိခမည်း secret မှာမိရှိနေသားပဲလို့လေပြောတယ်ကျွန်တော်နေနေကိုစိလေးတောင့်နေရကိုလုံးဝသတိမထားမိလိုက်ဘူးကျွန်တော်သူ့ကိုလက်ထက် secret လှမ်းပြလိုက်တယ် သူက secret တကိုယူပြီးမိတူတယ်။ခမားတောင်းနေရ။ဘာ secret လဲ။ civil လေးနိုင်ရနေရတယ်။ကျွန်တော် secret ကပြင်သစ် secret နေစမဖြစ်ခင်ကနည်းနည်းပပဝေလာခဲ့တာ။ကျွန်တော်မိတ်ဆွေတယောက်ကပေးလိုက်တယ်လက်ဆောင်မလို့ကျွန်တော်ကပြောတယ်။ပြင်သစ် secret ပါ။ကျွန်တော်မိတ်ဆွေပြင်သစ်ကဝေလာတာ။တိတ်ပြင်းနေ။ SS ကရေလူတော်တွေဟာစိတ်လေးဖြစ်တင်နေ။ကျွန်တော်တို့ခေါင်းဆောင်ကြီးဟစ်တလာလို့ပေါ့။ ဒါပေမဲ့ဒီလောက်ကတိတ်တော့မလွယ်ဘူးအထူးသဖြင့်ခုလိုချိန်ကာလမှာပို့ပြီးခတ်တယ်သူဟာကျွန်တော်ကိုအလေးပြုပြီးထွက်သွားတယ်ချက်ဝစ်ကပြုံးသည်သူပြုံးကတိတ်ပြီးအသက်မပေါ့ဘူးပြီးတော့သူ့စကားကိုဆက်ပြောတယ်ကျွန်တော်ဟာခုချိန်ထိကိုသွားလို့အောင်သွားနိုင်ခွင့်ရှိနေတဲ့လူသားတယောက်ဆိုတော့အမြဲသွားလာနေရပြီအဲဒီခါမှာအကြီးအကျယ်ထိလန့်စရာတွေရင်းဆိုင်ရပြီးကြောက်စိတ်ဝင်လာလေးရှိရဲ့ ကျောင်းစိနေပတ်သက်လို့စာရေးဆရာရေးလေးရှိရဲ့အရေးသားတွေပေါ်မှာကျွန်တော်တန်းတရားဝင်လေးရှိရဲ့ကြောက်လာရင်လူပြရဲ့နှလုံးဟာရက်တလို့ဖြစ်သွားတယ်ရှိရှိသမျှအကျော်တွေဟာမလှုပ်ရှားနိုင်တော့အောင်စိုင်းသွားတယ်သူကြိုးတခြားလုံးလေးအေးစိတ်နေတယ်တကူလုံးမှလေးဇောချွေးကြီးပြန်းနေတယ်ဒီအရေးသားတွေကိုစာရေးဆရာတိုင်းရေးလေးရှိရဲ့စံတဲ့တဲ့တွေးခေါ်မပေါတယ်လို့ရင်တုံးထားတဲ့စကလုံးတွေကလေးဖန်တရားတွေစကလုံးတွေဖြစ်လာမယ်လို့ကျွန်တော်ထင်တယ် ကျွန်တော်ထင်တဲ့အတိုင်းဟုတ်ချင်လည်းဟုတ်ပြီမပေါ့ဒါပေမဲ့မှန်တော့မှန်ပဲဗျကျွန်တော်မှကြောက်စိတ်ဝင်လာပြီဆိုရင် သူတို့ရေးထားတဲ့အတိုင်းအတိအကျကိုခံစားရတာထိုအခါစပွဲတို့တယောက်ကျွန်တော်တို့စပွဲစီတို့ချင်းခဲ့သည်လူကြီးမင်းတို့အဖို့ကလေးပါလေမရကြညာဘူးလားဟင်မလို့ခြင်းမူစပွဲတို့ကကျွန်တော်အားငုံကြည့်သည်ဟင်အင်းဆိုရဲစကားမပြောခင်ဟောဟုကောင်းတော်မှာရက်နေတယ် မျိုးသမီးနှစ်ယောက်ကိုတစိမ့်အကဲခတ်ပေါင်းကျွန်တော်ကလန့်ကြည့်သည်တယောက်ကအတော်ကလေးကိုလို့ကိုပေါင်းလှပတောင်းတင်သည်နှုတ်စလုံးဝက်စားဆင်ရင်ထားဖို့မောင်းအပြန်စားမြတ်ဖြစ်မျက်နှာများကိုတော့တက်တက်ကွေကွေမမြင်啊ဟင်မလို့ခြင်းမူကျွန်တော်ကထပ်ပြောသည်တန့်ပါလေအမျိုးကောင်းနေပါစပွဲတို့ကထပ်ပြောသည်ဟိုညာဘက်ကအမျိုးသမီးဆိုရင်ဂျာမန်မန်တယောက်ပါမင်းကိုသူလွတ်လိုက်တာလား ဟုတ်ပါဦးခင်ဗျာဇွဲတို့ကပြန်ပြောပြီးပြုံးသည်ကျွန်တော်စိတ်ကူးနေကျွန်တော်လာမေးတာပါအေးဟုတ်ပြီကောင်းပါလေဒါပေမဲ့အဲ့တော့ကိုမေးပြလိုက်တော့တို့တွေစားကြတခုခုယူခဲ့ချက်ဝစ်ကကျွန်တော်အားလန်းကြည့်သည်ဇွဲတို့ကဘာလာပြောရလဲသူကဘာလို့ကျင်လို့လဲကျွန်တော်တို့ကိုမာတာဟာရီရဲ့မြေမနဲ့ပူပြီးကြိုးချီပြေဝလာပြောတာခင်ဗျာ သူ့ကိုပေါဆူရီအများကြီးပေးထားပြီတင်ကျွန်တော်အခုတက်ဒီတပြားမှမပေးသေးဘူးသူတို့ကိုတရှူရီလို့ခင်ဗျားထင်လားဖြစ်နိုင်တာပဲဂျာမန်မရီလားတယောက်ကဂျာမန်မားလို့စပွဲတို့ကပြောသွားတာပဲပြည်ပရောက်နေဂျာမန်တွေကိုဂျာမနီပြန်အောင်ဖျားယောင်းသိမ်းသိမ်းဖို့များဒီကောင်မောက်ကိုလွတ်ထားသလားဗျာကျွန်တော်ကတော့သိမ့်မထင်ဘူးခင်ဗျားပြောတာမျိုးကရုရှားဘက်မှာလွတ်ထားတာများတယ် ။ဇပွဲတို့သည်ကျွန်တော်မှလိုက်သည်စားစရာပကံလေးကိုယူလာပြီးဇပွဲပေါ်ချပေးသည်။ကျွန်တော်တောက်ထားသည့်ဝိုင်းသည်ငယ်ထည့်သို့ရောက်နေပြီ။မိသောဝင်ဖြစ်စေကျွန်တော်ကိုကျွန်တော်သတိလက်လွတ်မဖြစ်အောင်ထိမိဟုဆုံးဖြတ်ထား၏။ခမည်းဘာမှမစားတော့ဘူးလား။ကျွန်တော်ကချက်ဝစ်စာမေးသည်။ချက်ဝစ်ကခေါင်းခါသည်။ကျွန်တော်စကားကိုစိတ်ဝင်စားပုံမရ။သူ့အတွင်းနဲ့သူငိုင်းနေသည်။ထို့နောက်ပြောလက်ဆက်စကားကိုဆက်သည်ကျွန်တော်အနေနဲ့ ဒီ secret တွေကနှောက်ယှက်ပေးလိမ့်မယ်လို့လုံးဝမထင်ခဲ့ဘူးခုတော့ကြွားကြနေရင်ချက်ချင်းပဲကျွန်တော်ပစ္စည်းကိုပြန်စစ်ကြည့်ရင်ကျွန်တော်မိကျဘူးအားလုံးဟာပြင်သစ်မိကျတွေကြီးပဲ secret အကြံတွေရဲ့မိကျဘူးအားလုံးကိုကျွန်တော်လွန့်ပစ်လိုက်တယ်ပြီးတော့ German secret နဲ့မိကျပြန်ဝင်လိုက်တယ်နောက်တော့ကျွန်တော်ရဲ့နိုင်ငံကူးလက်မှတ်ထဲမှာ ရိုက်ထားတဲ့ပြင်သစ်နိုင်ငံအဝင်တစိမ့်နဲ့ဝင်ခွင့်ကိုတတိယလိုက်မိရင်ငယ်၍မင်းမြန်လာခဲ့သည်ရှိသော ပြင်သစ် secret အတွက် ပူစရာပါရှိတယ်အခက်အခဲဖြစ်စရာအကြောင်းဘာမှမရှိဘူးကြောက်စိတ်ကြောင့်တကူလုံးချွေးနေရွှင်နေအချင်းမြင်မရှိပေကြောက်စိတ်ဝင်မိရတော့ကိုကိုကိုအရန်တော်တာဖြစ်မိရဲ့ကျွန်တော်တယ်လီဖုန်းရုံစီပြန်လျှောက်လာခဲ့တယ်ဒီတခါကျတော့ကျွန်တော်စောင့်နေရပြီဂျင်ဘက်မှာပါတီတစိအကြီးကြီးတက်ထားတဲ့မိမတယောက်တယ်လီဖုန်းဆက်နေနံပါတ်တစ်ခုတော့ဆက်နေတာအမိန့်တွေပေးနေတာကြားတယ်တတိယနံပါတ်ကတော့ပြန်မထူဘူး သူထွက်လာတယ်။ပြီးတော့တိတ်အေးပေါင်းအရရောက်တဲ့ဂိုင်မျိုးဖမ်းထားတယ်။အမေဒေါသလေးကြီးလာတယ်။ကျွန်တော်တငယ်ချင်းဖုန်းနံပါတ်ကိုလှည့်တယ်။တစ်ဖက်ကအဖြေပေးတဲ့ကောင်မိမတယောက်ရဲ့တန်။ကျွန်တော်ဒေါက်တာမာတင်နဲ့စကားပြောပြစီလို့ပြောလိုက်တယ်။ကျွန်တော်လီတန်ကခက်ချင်းချင်းခက်ရန်ရန်ဖြစ်နေရတတိထားလိုက်မိ။ခုစကားပြောနေရဘသူလဲလို့တစ်ဖက်ကပြန်မိ။ကျွန်တော် ဒေါက်တာမာတင်မိတ်ဆီတယောက်ပါလို့ပြန်ပြေလိုက်တယ်။ကျွန်တော်နဲ့မေကရောမပေးနိုင်ဘူး။မိမတန်ကဒေါက်တာမာတင်ရဲ့မိမ။သူမဟုတ်အင်စီတယောက်ရောက်တော့ဖြစ်မှာပဲ။ဒါပေမဲ့ဘသူရဲ့ဖြစ်ဖြစ်ယုံကြည်စိတ်ချလို့ကမဖြစ်ဘူး။ရှင်းနေမယ်ပြောပါရစ်။တစ်ဖက်ကမိမရဲ့အတန်။ကျွန်တော်ဟာဒေါက်တာမာတင်ရဲ့မိတ်ဆီတယောက်ပါ။သူ့ကိုပြောပြပါ။အရေးကြီးတဲ့ကိစ္စတစ်ခုရှိနေပါတယ်လို့။ဝမ်းနေပါရစ်။ရှင်းနေမယ်မပြောရင် ျမပြောမပြနိုင်ပါဘူးလေခမားအနေနဲ့ချင်းချက်တခုတော့ထားပါဗျာလို့ကျွန်တော်ကမြေတန်ရခန်းနေဒေါက်တာမာတင်ဟာကျွန်တော်ဖုန်းဆက်ကိုမျှော်နေမှသိကြပါတယ်ဒီလိုဆိုရင်လေရှင်းနေမယ်ကိုပြောနိုင်အောင်ပါကျွန်တော်စိတ်ပြပြနေခေါင်းကုန်ပြီတစ်ဖက်ကတယ်လီဖုန်းပြန်ချတဲ့ကို ကြားလိုက်ရတယ်လေတူတိုက်နေတဲ့ဘူရာယုံထဲမှာကျွန်တော်ရက်နေတယ်ကျွန်တော်ရဲ့ပထမဆုံးလှုပ်ရှားမှုကတော့မှားသွားပြီ နောက်ထပ်ဘာဆက်လုပ်မလဲကျွန်တော်မသိတော့ဘူးကျွန်တော်ဟဲလင်းကိုတိုက်ရိုက်ခေါ်ရင်ကောင်းမလားသူ့မိသားစုတွေက တူးကများ ကျွန်တော်အတန်းကိုမှတ်မိသွားလိမ့်မလားဒီလောက်ကတော့စွန့်စားရမယ်လို့ပဲကျွန်တော်နာမည်တမျိုးလွှဲပေးမယ်ဆိုရင်တော့ရတယ်ဒါပေမဲ့ဘယ်နာမည်ပေးမလဲဒေါက်တာမာတင်ရိတ်မိနိုင်မယ့်တခြားနာမည်ကိုလောလောဆယ်လုံးဝစဉ်းစားလို့မရဘူးကျွန်တော်တွန့်ဆုတ်ဆုတ်ဖြစ်နေနောက်တော့စိတ်ကူးတစ်ခုပြုံးနေဝင်လာတယ် ဒေါက်တာမာနေကိုထတ်ခေါ်ပြီးကျွန်တော်မိမရဲ့အခုနမည်ကိုဘာကြောင့်မပြောနိုင်မှာလဲမာဒီကသူ့ကိုကောင်းကောင်းသိနေရပြီကျွန်တော်ဖုန်းတက်ဆက်လိုက်တော့စိုးစိုးကမိမတမ်းပဲကြော့ကြခင် စကားပြောနေဒေါက်တာမာဒင်ကိုခေါ်ပေးပါလို့ကျွန်တော်ကပြောလိုက်တယ်ခုပြောနေတာကစိုးစိုးကဆက်တယ်လူဝေးမဟုတ်လားခုပြောနေတာကဂျာကင်စပါဒေါက်တာမာဒင်နေခုချက်ချင်းစကားပြောချင်ပါတယ် ပြောရပါစီမင်းတစ်ဖက်ကပြောတယ်ခဏဆောင်ပါနောက်ဆုံးမှာတော့တစ်ဖက်ကဒေါက်တာမာတင် စကားပြောနေပါတယ်ဆိုတဲ့အတန်ကိုကြားရတယ်ကျွန်တော်ယုတ်ဒီရဲ့ဘာမှမပြောနိုင်ဘူးကျွန်တော်လေကြောင်းဟာနင်းဆုတ်ဆုတ်ဖြစ်နေရူဒေါ့ဖ်လို့ကျွန်တော်ခတ်တူတူပြောတယ်ဘာပြောတယ်နားမလည်ဘူးထပ်ပြောပါဦးရူဒေါ့ဖ်လို့ထပ်ပြောတယ်ခုစကားပြောနေရဟယ်လင်ဂျာကင်းစေဆွေမျိုးတယောက်ပါ ျွန်တော်ခမ ्या ပြောနေရကိုနားမလဲဘူးခမ ्या ဂျာကင်းစ်လားကျွန်တော်သူ့ကိုစားခေါ်နေရပါဟဲလင်ဂျာကင်းစ်တို့ခေါ်တာပါအခုလောက်ပြောရင်ခမ ्या နားလိုက်ပြီထင်ပါတယ်ကျွန်တော်ဘာမှနားမလဲဘူးတစ်ဖက်လူကစိတ်မရှိတော့ရတဲ့အတန်းပြန်ပြောတယ်ကျွန်တော်လူနာတယောက်ကို ကြည့်နေတော့ကျွန်တော်ခမ ्या စိတ်ကန့်ကိုလာနိုင်မလားရူဒော့ဖ်ခမ ्या တိတ်အလုံများနေသလားခမ ्या ဘာပြောချင်နေရလဲကျွန်တော်ခမ ्या ကိုတိတာမှမသိဘူးခမ ्या က ရှက်ပိုင်းလေလို့ကျွန်တော်ကပြောရင်ယုတ်တည်းရဲ့ကျွန်တော်ငငယ်က Red Indian လုပ်တဲ့ကစားကြတော့ကသတိရလာတယ်။ကားမရဲ့ဝတ္ထုတွေကနမေတွေပေါ့ကျွန်တော်တို့7နှစ်သားလောက်တုန်းကတိတ်ကြိုက်ခဲ့နေမိပြီ။တခဏတော့တစ်ဖက်ကငြိမ်နေတယ်။နောက်တော့မာတင်ကအသံပြော့ပြော့နေပြောတယ်။အဲ့ဒါပါလေတဲ့။ဝင်းနဲ့တူလို့ကျွန်တော်ကဖြေ။ခမားရဲ့နမေဟောင်းတွေကိုမိသွားပြီလား။ဘာကြောင့်မိသွားလဲ။အေးဟာရီကဖြူရကြီး အာနာရှိကြီးတိတ်ကြိုက်တယ်စောက်တယ်ဗျအင်းဟုတ်ပါတယ်သူကပြောတယ်ဝင်းနေတူလို့မာတင်ကထက်ပြီးရွတ်တယ်ဟုတ်တယ်ဝင်းနေတူကျွန်တော်ခမားနေမတွေးလို့မဖြစ်ဘူးကျွန်တော်နားမလဲတော့ဘူးခမားအခုပဲကနေပြီစကားပြောနေရလေကျွန်တော်ဒီရောက်နေတယ်အော့စတာဘရက်မာလေကျွန်တော်တို့ဘယ်မှာတွေ့နိုင်မလဲကျွန်တော်လူနာနေစကားပြောနေတယ် မာတင်ကပြောတယ်ကျွန်တော်ဖြားနေရဲ့ကျွန်တော်လာပြီးပြချင်တယ်အတိတ်ပဲပါလေဗျာလို့မာတင်ကပြောတယ်ကောင်းပြီလေခမားဖြားနေဆိုရင်လေကျွန်တော်စီလာပြပေါ့ဘာလို့ဖုံးဆက်နေရလဲဘယ်ချိန်လာမလဲအကောင်းဆုံးချိန်က9နာရီခွဲပဲ9နာရီခွဲဒီထက်ဆိုလို့တော့မဖြစ်ဘူးကောင်းပြီလေကျွန်တော်9နာရီခွဲအရောက်လာမယ် ကျွန်တော်တယ်လီဖုန်းကိုပြန်ချလိုက်တယ်။တကူလုံးချွေးနေနင့်နေကျွန်တော်တယ်လီဖုန်းယူနေကခက်ဖြည်းဖြည်းပဲထွက်လာခဲ့တယ်။လာတဲ့ချမ်းပေဟာတိမ်နေကြားကထွက်လာနေတပတ်လောက်အတွင်းမှာလာဟာပြည်လာတော့မင်းနေဆက်ကိုဖြတ်ကူဖို့အချိန်ကောင်းမင်းကျွန်တော်နာရီကိုကြည့်လိုက်တယ်ကျွန်တော်မှအချိန်တော့ရှိသေးတယ်လက်တော်တော့ဘူဒါတွေကထွက်သွားတာအကောင်းဆုံးမင်းဘူဒါတွေမှာရှိနေတဲ့လူတွေဟာအမြဲတမ်းလိုလိုတန်တရားဝင်နေကြတယ်မဟုတ်လား ကျွန်တော်ဟာအမောင်မိုက်ဆိုးနဲ့လူသွားလူလာနေစုံလန်းနေဝင်းလာခဲ့တယ်။ဒီလန်းကရှီအောင်ခန္ဓာဒီဘက်သွားတယ်လမ်းမင်းခန္ဓာဟောင်းနေရာဟာတပိုင်းကမြေပြင်တပင်မြင့်မြင့်ကြီးကြီးဖုံးနေကျန်တပိုင်းကမြေကမ်းမတစ်လျှောက်မှာတိဆောက်ထားတာအမြင်ပိုင်းကြတယ်ခန္ဓာရဲ့အပေါ်ပိုင်းကနေကြီးမြစ်ပြင်းတစ်ဖက်မှာရှိနေတယ်မြို့ရင်းအဆောက်အဦခေါင်းမိုးတွေကိုမြင်နေရတယ်ဖျားရှိခိုးကြောင်းရေပြက်တဲ့ဆုလစ်မွန်ကျွန်းတွေဟာ လာရအောင်မဝင်းလန်နေကြတယ်။ဒီရှုခင်းကိုကျွန်တော်ကောင်းကောင်းမှတ်မိတာပေါ့။ဒီရှုခင်းပုံနဲ့ရိုက်နေထုတ်ဝေထားတဲ့ပို့စကတ်ပုံတွေဟာထောင်ပေါင်းမျိုးဆက်ရှိနေတယ်မဟုတ်လား။မြစ်ပြင်စီကရင်းနှင်းနဲ့တစ်ပင်နေစီကအနံ့နေဟောင်းရောနောပေါင်းဆက်လေးနဲ့တူလိုက်လာနေ။ကျွန်တော်ကတော့ဒီအနံ့ကိုလေဘဲမိမလဲ။ကိုရှူဆိုင်နေကြအနံ့နေမှာမဟုတ်လား။တပင်နေကြတဲ့မှာခုန်တန်းလဲရချာဟာတယ်။ အဲဒီကွန်တန်နာတွေပေါ်မှာတော့ချစ်သူဆုံးတွေထိုင်နေတာမြင်ရတယ်။အဲဒီနေရာဟာမြစ်ပြင်နဲ့မြို့ရှုခင်ကိုမြင်နေရတဲ့နေရာတွေပေါ့။ကျွန်တော်လူလွတ်တဲ့ခုံတစ်လုံးပေါ်ဝင်းတိုင်လိုက်တယ်။မာတင်စီမသွားခင်အချိန်နိုင်ဝက်လောက်ဖြုံးမှုလုံနေသေးတယ်မဟုတ်လား။ဖះရှိခိုးကြောင်းစီကိုခေါလောင်ထုတ်တဲ့နေဘျုံးကနေထွက်ပေါ်လာတယ်။ရုတ်တရက်ဆိုတော့ကျွန်တော်တကူလုံးတုန်ခါသွားတဲ့အထိလန့်သွားမိသေးတယ်။ ကျွန်တော်ဖြစ်ကမမြင်နိုင်တဲ့တင်းနစ်ကစားပွဲတစ်ပွဲကို ကြည့်ရှုခဲ့ဖြစ်ရတယ်လူတယောက်နဲ့တူနေပြီကစားသမားပြင်ပနှစ်ယောက်ရှိတဲ့အထက်မှာတယောက်ကကျွန်တော်ကောင်းကောင်းကြည့်တည်နေတယ်ကျွန်တော်ရဲ့အတားဟောင်းပေါ့သူကတုန်တုန်ရင်နဲ့ကြောက်လန့်နေတယ်သူချင်းတွေကို မစင်စားရတဲ့အနေထားမှာရှိနေတယ်ဂျန်တူကတော့ကျွန်တော်ရဲ့အတားအစ်စ်ပေါ့သူကတော့ရဲရင်နေသူမှတခြားရွေးစရာလည်းမရှိတော့တဲ့အတွက် အသက်တောင်ဆုံးလို့ဖို့ဝင်မလေဘူးအလုံးထူးဆန်းနေ Ya muy bebé.